င်မွန်တဲ့မရှိတော့တဲ့နောက်ပိုင်းမှာသားသုံးယောက်ကိုတယောက်တည်းပြုစုပြုထောင်ရင်းနဲ့အရွယ်ရောက်လာပြီဖြစ်တဲ့သားစောလေးတွေရဲ့ပုံရိပ်လေးတွေကိုချပြလာခဲ့တဲ့တယောက်ဆောင်ယရနာခင်မင်္ဂလာပါပရိသတ်ကြီးရှင်တခိတခါကနာမည်ကျော်ကြားခဲ့တဲ့မင်းသမီးကျော်လေးယရနာခင်ကတော့ရုပ်ရည်ကလည်းအပြစ်ပြောစရာမရှိလောက်အောင်ချောင်းမောလာပါသလိုစိတ်သဘောထားကလည်းကောင်းမွန်လာတာကြောင့်ပရိသတ်တွေရဲ့လေးစားစရာမင်းသမီးတယောက်ဖြစ်ရည်တည်ခဲ့ပါတယ်သူမကတယောက်ဆောင်အိုက်တင်အရေးချင်းတွေထူးချွန်လာတာကြောင့် အနုပညာလောကထဲမှာနာမည်တစ်ခုအခိုင်အမာရရှိခဲ့ပြီးတော့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဗီဒီယိုဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပါတယ်။ဒါပေမဲ့တရုတ်ဆောင်ယရနာခင်ကခင်မွန်ဖြစ်သူကိုစိုးလိုက်ဦးနဲ့အိမ်အောင်ကြပြီးနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုမလုပ်ကင်တော့ပဲစီးပွားရေးကိုသာဦးစားပေးလုပ်ကင်လာခဲ့တာလည်းဖြစ်ပါတယ်။ ရတနာခင်တို့ဇနီးမောင်နှံကငွေကျပ်900နဲ့ထမင်းဟင်းငပိရီတိုးစရာအစုံနဲ့စားလို့ရမယ်တမိုးသိမ့်ထမင်းဆိုင်တွေကိုစွန်ဦးဖွင့်လက်ခဲ့သူတွေထဲမှာပါဝင်ခဲ့ပြီးတော့ဝင်းဝင်းနဲ့မိသားစုဝင်တွေအတွက်အားထားရလဲဖြစ်ခဲ့ပါတယ်။ဒါအပြင်ရတနာခင်တို့ဇနီးမောင်နှံကအလူအတန်းတွေကိုလည်းမကြာခဏပြုလုပ်လေးရှိတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ရတနာခင်နဲ့ကိုစိုးလိုင်ဦးတို့ဟာတားကြီးဆွဲဦးထံတားအလက်လေးထွမြက်ဦးနဲ့တားငယ်လေးကောင်းဆက်ဦးဆိုတဲ့တားလေးသုံးယောက်ထွန်ကားခဲ့ပြီးတော့ အိနောင်တက်တန်းနှစ်20နီးပါးရှိနေပြီလဲဖြစ်ပါတယ်။တယောဆောင်ယန္တနာခင်ရဲ့ခင်မွန်ဖြစ်သူကိုဆိုးလိုက်ဦးကတော့ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်48နှစ်သားရှိသေးတာလဲဖြစ်ပါတယ်။တယောဆောင်ယန္တနာခင်ကတော့ခင်မွန်ဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာတော့သားသုံးယောက်ကိုတယောက်တည်းပြုစုနေရပြီးတော့အရင်ရောက်လာတဲ့သားလေးတွေကိုကြည်ရင်းနဲ့ခင်မွန်ဖြစ်သူကိုလည်းတတိယမိကြောင်ရင်ဖွင့်လာခဲ့တာလဲဖြစ်ပါတယ်။ အခုတကမှာဆိုရင်တော့တရုတ်ဆောင်ရတနာခင်ကအရွေရောက်လာပြီးတော့ချောမောလုံးနဲ့သားလေးတွေရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်အခုလိုပဲခြားပြလာခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းခင်မောမရှိတော့တဲ့နောက်ပိုင်းမှာသားသုံးယောက်ကိုတယောက်တည်းပြုစုပြုထောင်နေတဲ့တရုတ်ဆောင်ရတနာခင်အတွက်အားပေးစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။